ိုလ်ရင်းတွင်ခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။အထမဆုံး point ချောင်းသုံးလုံးနဲ့စစ်လန်စခန်းတို့၏ထောက်ဖို့လမ်းကြောင်းများကိုအေအေနဲ့ပူပေါင်းတပ်များကဖျက်နှောက်ပိတ်ဆို့ထားပြီးတပ်လာသည့်စစ်ကြောင်းများကိုခြေဖြတ်တိုက်ခိုက်ရမှာတိုက်ပွဲများဖြစ်ပွားနေဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တန်ကုန်ပထောင်လမ်းရှိစစ်လန်စခန်းနဲ့ကင်းစကန် point ချောင်းသုံးလုံးထောက်ဖို့လမ်းကြောင်းများကိုအာရခတက်တော်အေအေနဲ့ပူပေါင်းတော်လမ်းရေးတပ်များကဖျက်နှောက်ပိတ်ဆို့ထားပြီး၎င်းနေရာများကိုတပ်လာသည့် စစ်တပ်စစ်ကူနဲ့ထောက်ပို့စစ်ကြောင်းများကိုတိုက်ခိုက်ရမှာတိုက်ပွဲများဖြစ်ပွားနေတယ်လို့ဒေသခံသတင်းရှင်းမြစ်ကပြောပါတယ်။အခုတပံပြန်ပြီးတိုက်ပွဲဖြစ်နေတဲ့ဆင်လန်လီလာတောင်ကိုညောင်စီတော်ဘက်ကစစ်ကူနဲ့ထောက်ပို့တပ်တွေပြန်တက်လာတယ်။အေနဲ့ပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခံနေရတယ်လို့ပြောပါတယ်။အေနဲ့ပူပေါင်းမဟာမိတ်တများကအစောပိုင်းထောက်ပို့လမ်းကြောင်းများကိုတလားခန့်ကြပိတ်ဆို့ဖြတ်တောက်ထားပြီးနောက်ယခုရပိုင်းမှာဆေအစုတများကပြည်လဲစစ်ကြောင်းထိုးကတလားတာကြောင်းနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ပြန်ဖြစ်လာတယ်လို့ နောက်ထပ်ဒေတာကန်စီရင်တင်ချင်းမြက်ကပြောပါတယ်ကာပါဆတ်စက်ချောင်းအနေကကာကင်း0.3လုံးစကန်ကိုအင်အားနေရာခံပါတဲ့စက်ချောင်းတွေထိုးတာတော်လရင်တက်တွေကပိတ်ဆို့ထားပြီးခြားဖြတ်တိုက်တာစစ်ကူစစ်ချောင်းနဲ့လက်ရှိနှစ်ဖက်တိုက်ပွဲအပြင်းထန်နေတယ်လို့ပြောပါတယ်ပွင့်ဆောင်သုံးလုံးမှာရိတ်ခပြတ်နေရင်းဝိုင်းတွင်းနေတာမကတော့များဖြင့်ထောက်ပေါ်လုပ်ငန်းများကိုဆောင်ရွက်နေရတယ်လို့သူကပြောပါတယ် ဒုံးအပါဝင်လေရင်နဲ့ထားဖို့လုပ်နေရတယ်။စာနယ်ရိက္ခာနဲ့လိုအပ်ပစ္စည်းတွေကိုမြေပြင်ထားဖို့စကြောင်းနဲ့ပို့လို့မရတော့လေချောင်းကနေချပေးနေရတာ။ပွိုင်ကုန်းကလူတွေကိုအခုကမ္ဘာစစကြောင်းကဒုံးနဲ့ထမင်းပို့နေရတယ်။ပွိုင်ကုန်းစခန်းကိုလည်းအေအေကအနိကဆိုရင်စနိုက်ပါအဝေးကဆိုရင်အာဘီဂျင်ကောင်းကင်ကဆိုရင်ဒုံးတို့နဲ့ချနေတော့ရခိုရပန်အတွင်ပြန်လဲတိုက်ပွဲဖြစ်နေတယ်။တက်လာတဲ့ထားဖို့စကြောင်းတွေလည်းရှိမတိုးနိုင်ဘူး။တော်လရင်တက်တွေကပေးဆိုတိုက်ခိုင်းတော့အကုန်လုံးတိုက်ပွဲပြန်ဖြစ်နေတာလို့ပြောပါတယ်။ ပွိုင်းချောင်တုံးလုံးအပါအဝင်စင်လန်လေလာတောင်ကျေတို့မှရရှိနေသည့်အကြမ်းစစ်တပ်ကထားဖို့ဖြတ်နှောက်ခံထားရသည့်အပြင်တိုက်ခတ်မှုပါခံလာရသည့်အတွက်အချို့တပ်ဖွဲ့ဝင်များသည့်လက်နက်ခရံများကိုယူဆောင်ထွက်ပြေးမှုများလာပြီးယခုရပန်အတွင်တော်လန်ရဲတပ်ဖွဲ့ဘက်ကအလင်းဝင်လာသူနှင့်ထွက်ပြေးနေစဉ်ဖမ်းဆီးရမိသူအချို့လည်းရှိတယ်လို့၎င်းကပြောပါတယ်။ ဆိုဆိုကကပ္ပစ16ကကဲများနေညချီတော်စကန်နုကုံအတိကခန်ဆက်ပြန်လေတိဆောင်နေပြီးအနီးနားမှာခြားထားသည့်သင်္ကားများကပါအမြောင်များဖြင့်ပြစ်ခတ်သလိုအတိကံတုံးများဖြင့်တိုက်ခတ်မှုများရှိနေတယ်လို့သိရပါတယ်ရှင်။တက်လက်ပြီးချက်ဖတ်ပါသည်ကိုမဲပေးရေးမဲဆွယ်နေသည့်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လို့သူမှန်တဲ့များအကုန်တမ်းရမည်ဟုပြောဆိုတဲ့တင်ကုန်တင်ဆက်ပေးမှဖြစ်ပါတယ်။ ကျန်းဖတ်ပါသည်ကိုမဲ့ပေးရေးမဲ့ဆွယ်နေသည်တရုတ်ဆောင်နေအောင်ကစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတည်ငြိမ်အောင်လို့သူမှန်နှများအကုန်တက်ရမည်ဖြစ်ကြောင်းပြည်တွင်းစစ်လော်ဘီ Telegram Channel တစ်ခုသို့ထုတ်ဖော်ပြောဆိုပါသည်တရုတ်ဆောင်နေအောင်က၎င်းအနေဖြင့်စစ်သားတပ်သမီးဖြစ်၍ယူနီဖောင်းမြင်လျင်ဖြစ်ကြောင်းကျန်းဖတ်ပါသည်ကစစ်တပ်မှလာသည့်ပါသည်ဖြစ်၍ကျန်းဖတ်ပါသည်ကိုချိတ်ခင်ကြောင်း ပါတီမဲဆက်စည်းရုံးရေးများမှာလည်းစံဖို့ပါတီကိုချင်း၍စံဖို့အင်ကြီးအုတ်ထုတ်ကုန်မိမိဆန္ဒအရဝစ်စင်လာခြင်းဖြစ်ကြောင်းစစ်တပ်အနေဖြင့်တိုင်းပြည်ကိုမတိမငင်ဖြစ်အောင်လောက်တူမှန်တဲ့များကိုအကုံတက်ရမည်ဖြစ်ကြောင်းစံဖို့ပါတီအနာရလာပါကတိုင်းပြည်တည်ငြိမ်အေဂျင့်သွားမည်မှာအသေးချာဖြစ်ကြောင်းထုတ်ဖော်ပြဆိုပါတယ်နိုင်ငံရေးအခင်းကျင်းကတော့တိုင်းပြည်ကိုမတည်ငြိမ်အောင်လှုပ်တက်ကောင်မှန်းတဲ့များအကုံတန်းကျွန်တော်ကစစ်သားတပ်မီးလင်းယူနီဖောင်းမြင်ရင်ကိုချစ်တယ်လင်းဆဲတဲ့ကောင်တွေတေးပေါ့တေးကြပေါ့ကျွန်တော်ကပြည်တော်စုတန့်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ် လူများဝေခိုင်းလို့မဟုတ်ဘူးချစ်လို့ဝိတ္တကျွန်တော်ကနိုင်ငံရေးခံယူချက်မရှိဘူးကျွန်တော်ကစောနာကပြတ်တယ်လို့ပြည်ခံပြိုသည်တက်မတော်ကလာတဲ့အဖွဲ့အစည်းများလူတွေပဲတက်မတော်မကာကွယ်ရင်အခုဆိုရင်လူတွေဘဝပြတ်ကုန်ပြီနိုင်ငံတကာမှာတက်မတော်မရှိတဲ့နိုင်ငံရှိလားလို့တရားစောင်နေအောင်ကပြောပါတယ် တရုတ်ဆောင်နေရာမှာရန်ကုန်တိုင်းအတွင်းရှိစံဖို့ပါသည့်မဲဆွယ်စည်းရုံးပွဲများဆိုင်းမုတ်ဖွင့်ပွဲများမှာမကြာခဏဆိုသလိုတရားလေးရှိပြီးပွဲတိုင်းမှာစံဖို့ပါသည့်ဝစ်ဆောင်ကိုအပြည့်အစုံဝစ်ဆင်မဲဆွယ်လေးရှိပါတယ်။နေအောင်ကစံဖို့ပါသည့်အတွက်မဲဆွယ်၍၎င်းကိုဆဲဆိုလာပါကလည်းကယူမဆိုင်ကြောင်းလူအချင်းချင်းမကြောက်ပင်စင်ပေါ်မှာတရားချင်းတွေ့နိုင်ကြောင်းချောင်းရွက်လုံးချံပြီဆိုလည်းအချောက်သာဖြစ်ကြောင်းပြောဆိုပါတယ်။ဒါအပြင်တရုတ်ဆောင်နေအောင်ကမွတ်စလင်များသည့်ဧည့်သည်များဖြစ်ပြီးအင်ရှင်ဖြစ်သူများနှင့်အဆင်ပြေအောင်နေထိုင်ရမည်ဖြစ်ကြောင်း ထို့တို့မနေလည်ရင်အစင်မပြေကြောင်းလာမည့်ရွေးကောက်ပွဲမှာမြေသူမဆုံးအသက်၁၈နှစ်ပြည့်ပြီသူတိုင်းမဲယုံတို့သွား၍မဲပေးရမည်ဖြစ်ကြောင်းတရုတ်ဆောင်နေအောင်ကပြောဆိုပါတယ်။စက်ခိုင်ရပါတီသတင်းရှင်းမြစ်ကရုပ်ရှင်တရုတ်ဆောင်များကိုမဲဆွယ်စည်းရုံးမှုမှာအသုံးပြုနေရမှာဇပ်ပန်60မဲဆွယ်စည်းရုံးပွဲများအတွက်ငွေကြေးတိုင်းရိုက်ပေးခြင်းကြောင့်သက်ဆိုင်ရာတိုင်းနယ်ပြည်နယ်များအလိုက်တရုတ်ဆောင်နေအနုပညာရှင်များများကိုခေါ်ယူဝန်ရံခိုင်းရန်ဘတ်ဂျက်များချထားပေးကြောင်းပြောဆိုပါတယ်။ မင်းဆက်ဝယ်နဲ့စိုင်းမိုးဖွင့်ပွဲတက်ပေးဖို့ဖိတ်တာမှာသူတို့အတွက်တွာလာကားနဲ့တက်ရောက်ကားအဲ့ဒါတော့စစ်စင်ပင်ရတယ်တပွဲပလောက်ဆိုတာမျိုးမဟုတ်ဘူးရက်ပန်း60မင်းဆွေကာလတစ်ခုလုံးအတွက်တခါတည်းငှားလိုက်တာပါလို့စက်ခံရေးတည်င်းရှင်းမြစ်ကရှင်းပြပါတယ်ဒါအပြင်စစ်တပ်ကလည်းစစ်တပ်ထောက်ခံတီတရုတ်ဆောင်ဆုံးမြတ်သူစာကျော်ရဲအောင်ပါဝင်တရုတ်ဆောင်များကိုတန်ချောင်းတင်သွင်းခွင် တွင်းကုန်ပါမင်းများချထားပေးပြီးစစ်တပ်နဲ့ဆိုင်ဒီပွဲများသို့တန်ရောက်ရန်စစ်တပ်ကဖိတ်ကြားကြောင်းသိရပါတယ်ရှင်